သူတစ်ဖက်သားရဲ့ခံစားချက်ပေါ့ခံစားချက်နဲ့သူ့ရဲ့အတွေးကို respect ပေးဖို့လိုတယ်เนาะဥပမာဆိုလို့ရှိရင် तू ကဟို boss မလို့သူ့ရဲ့အတွေးကတိတ်တန့်မှုရှိရပဲသူ့ရဲ့ခံစားချက်ကလည်းအေးပေါ့ဟိုဒီလိုကြီးဖြစ်နေမှတော့ဒီလိုတော့ခံစားတင်တာပေါ့စိတ်မကောင်းဖြစ်နေတာဖြစ်တင်ပါတယ်ဆိုပြီးတော့အဲဒီသဘောလေးတွေနဲ့နားလေပေးလို့ရတယ်ဆိုမဲ့ကိုအောက်ကဝန်ထမ်းကြတော့ကိုကအဲ့လိုမျိုးကြီးနားမလဲပြီးတော့ နော်ကိုအောက်ကဝန်ထမ်းကြတော့အထင်သေးအမြင်သေးဖြစ်နေတာမျိုးတွေမဖြစ်ရလူတိုင်းလူတိုင်းဒီသူ့အတွေးနဲ့သူ့ခံယူချက်နဲ့အဲသူ့ရဲ့ဒီ feeling တွေသူ့ရဲ့ emotion တွေဖြစ်တတ်တယ်အဲ့ဒါကြီးကတော့ကိုနဲ့တူချင်မှတူမယ်ဥမာကိုကဒီလောက်ကလေးကိုဟိုအရန်ထိခိုက်တယ်လို့မတွေးပေမဲ့သူ့အနေနဲ့သူအရန်ထိခိုက်သွားတယ်လို့သူမြင်တာလည်းဖြစ်ချင်းဖြစ်နိုင်တယ်အဲကိုကဒီအချက်ကလေးကိုတော်တော်ကို ဟိုစိတ်ဆိုးသွားတယ်ဆိုမှသူ့အနေနဲ့အဲ့ဒါကြီးကိုစိတ်ဆိုးစရာလို့သူတိတ်မမြုံဒါလည်းဖြစ်နိုင်တာပဲเนาะအဲ့တော့ဟိုလူတစ်ဖက်သားရဲ့ဒီပြောဆိုနေတဲ့စကလုံးတွေအပြင်သူ့ရဲ့အတွေးတွေနဲ့သူ့ရဲ့ခံစားချက်တွေပေါ့เนาะအဲ့ဒါလေးတွေကိုပါဒီ respect ပေးဖို့လိုပါတယ်ဆိုတာလေးပေါ့လေเนาะအဲ mutual respect ရှိဖို့ပါအဲနောက်တစ်ခုကတတိယမြောက် principle က clarity of objective ပါ objective ဆိုတဲ့ရည်မှန်းချက်ပန်းနိုင်သည့် ရှင်းရှင်းလင်းလင်းရှိနေရမယ်အရှင်းလင်းတော့မှပဲနားလေလွယ်ပြီးတော့ဘာလုံးရမလဲဆိုတာကိုတေတေချာချာမြင်ပြီးတော့ဟိုတိတိကျကျလေးလုပ်လို့ရမှာဆိုတော့ငကိုတဲ့ကိုယ့်ရဲ့ objective ကမရှင်းမလင်းဖြစ်နေတယ်ဆိုလို့ရှိရင်ဟိုသူများတွေကလည်းအလွယ်တကူနားမလဲဆိုလို့ရှိရင်အဲလှုပ်တော့လှုပ်ပေမဲ့လူရင်းကိုမရောက်ဘူးဆိုတာမျိုးလေးတွေဒါဖြစ်သွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပါ